ဆရာကြီးတော်ဆွေရေးတော်တော်တောင်ပြောင်းထွေလာအရိတာစာစုများစာအုပ်မှ စာစုကောင်းတစ်ပုဒ်ဖြစ်သည့်ဥထေးကျွဲစိတ်ကွင်းရဲ့စာများထက်တခါတရံတကယ်လူများကြောင်းသုံးသက်ရခြင်းကို စာဖတ်သူများနှစ်သက်လေးမြို့ယူဆ၍ရခင်လာကဖတ်စာပါလာဥပစွေကြောင်းရှိခဲ့သည်ဥပစွေနိုင်ငံရေးနဲ့လူမျိုးရေးယူဆချက်ကိုတင်ပြခဲ့သည်။ယခု ပါစာပါလာအမဟောင်းဦးထေးကျွေအကြောင်းပါစာပါလာကဝင်းကြီးချုပ်တခင်းနုလက်ထက်က1951ခုနှစ်တွင်နိုင်ငံတော်တချံဟူ၍မန္တလေး၌ကျင်းပခဲ့ရာထိုပွဲမှာဦးထေးကျွေနှင့်ကျွန်တော်စတင်တွေ့ဆုံခဲ့ရသည်ထိုတွင်ကသူသည် မန္တလေးပါစာပါလာအဖွဲ့အတွင်းမှဖြစ်၍ရန်ကုန်ကလာသော အစိုးရအဲ့တဲ့တော်များ၏အစိုးရအဲ့တဲ့တော်များ၏နေထိုင်စားတော်ကြီးကို သူက စီမံဆောင်ရွက်ရသည် သူဒီတော်ရာဆွေးစာဖတ်ပရိသတ်ဖြစ်၍ကျွန်ုပ်ကိုအထူးခင်မင်သွားသည်လောက၌မိတ်ဆွေသင်္ကားတို့မြည်သည် အကြောင်းအားလျော်သော တွေ့ဆုံတည်ကျွမ်းကြပြီခေတာကနာနှင့်ကွဲကွာသွားကြသည်လည်းရှိ၍နောက်အခါထာဝရစဉ်နီးကပ်စွာပေါင်းသိရန်အကြောင်းဖန်လာသည်များလည်းရှိတတ်ပေရာကိုထေးကျွယ်နေကျွန်တော်သည်ဒုတိယမျိုးတွင်အကျုံးဝင်လာပါသည်အကြောင်းမှသူသည်1952ခုနှစ်တွင်လွှတ်တော်အမတ်ဖြစ်လာ၍ ရန်ကုန်မြို့စမ်းကြောင်းရဲ၌လာရောက်နေထိုင်သောအခါထိုသင်ကကျွန်တော်နေသောမအူပင်လမ်းနှင့်မဝေးတော့သည်မို့သူနှင့်ကျွန်တော်နှီးကပ်စွာပေါင်းသင်ရသောအခြေသို့ရောက်ခဲ့လေ၏လူတို့တွင်တစ်ခါခင်မိလင်တက်တက်လုံးခင်မင်သွားသူများသို့မဟုတ်ဂျုံတုံးဂျုံငိုက်သောရင်းနှီးလိုက်ကြသူများဟု၍နှစ်မျိုးရှိတရကိုထေးကျွင်နေကျွန်တော်သည် ပထမအမျိုးသားတွင်ဖြစ်ပါ၏မအူပင်လမ်းတွင်ကျွန်တော်နေစဉ်ကမူကျွန်တော်အိမ်ဆောင်တဲ့ ယခမဂေယာမကျွန်တော်အိမ်တော်ဒီယခမဂေယာမအိမ်အဲ့လာမตายာဒီမို့ကိုထေးကြွေရကျွန်တော်တို့တကားမှမဖိတ်ခေါ်မိရဲ့တွင်ကိုတော့ကျွန်တော်ညနေရင်လိုမကြခဏသွားရောက်စားတော့ခဲ့သည်ကိုထေးကြွေနဲ့ကျွန်တော်မှအရက်ကြိုက်တာချင်းတူသည်နောက်1954ခုနှစ်မှာမင်းနဲ့ကျွန်တော်ညာ၍ပြည်လန်းခုနမှရွာတန်းရှိရွာကလေး၌ ကိုပိုင်အိမ်ငှားနေသောခနဲ့ကမေဒီလင်းမိတ်ဆွေအရက်သမားတွေကိုအလိုက်တိစွာဆက်ဆံတတ်သောကြောင့်ကိုထေးကျွဲသည်ကျွန်တော်အိမ်သို့မကြခနောက်လာလေတော့၏မင်းနဲ့လည်းအထူးခင်မေရင်ဤသွားလေသည်ကိုထေးကျွဲ၏တဘာဝမှာဝင်ကြွားတတ်သည်ကျွန်တော်၏လာကြသော အပေါင်းအသင်းများတွေတွင် ကိုထင်းကျွယ်သည်အင်မတန်ဟိတ်အံလှုပ်ပြတတ်သူဖြစ်ပါသည်။1950နှစ်56ခုနှစ သူ့ရဲ့အမတ်ဘဝအတွင်းသူမလင်ရိုဘာကရှိလျောကျွန်တော်ရင်တူလာပြီဆိုရင် သူမတပည့်တယောက်ပါပါလာတတ်သည်သူတပည့်ရသူအားဆရာကြီးဟုခေါ်၍သူကတပည့်ကြီးဟုခေါ်၏ကိုသေးကျွေသည်ဒရိုင်ဘာတော့မထားစေသူကိုယ်တိုင်မောင်းလျက်တပည့်ကြီးကသူနဲ့ရှိမှအတူမထိုင်ရနောက်မှထိုင်ရသည်ကျွန်တော်အိမ်ရှိလမ်းမ၌သူကရက်ပြီဆိုရင် သူကားပေါ်မှာဆင်းပြီး ျွန်တော်ရင်တစ်သက်မိတ်အောင်ရှက်ရင်ခြေလန်းအစိတ်သုံးတယ်မြောက်ရှောက်ရမည်ဖျားသူကားရသည်နဲ့နောက်ကတပည့်ကြီးကသူ့အရင်ကားပေါ်မှာဆင်းပြီးထီးတချောင်းဖွင့်ကောင်းသူစီအမြန်လာလျက်မိုးရွာရွာမရွာရွာနေပူပူမပူပူနောက်ကထီတော်မူဖြစ်နေလိုက်ပို့ရ၏သူအိမ်ပေါ်ရောက်တော့မှတပည့်ကြီးကားပေါ်ဟာရီယူခဲ့ဟေးဟု အမိန်ပေးလိုက်၏သူကားပေါ်ပါလာသည်တို့က အရပလင်းဆိုတာတစ်တာရေခဲတုံးမိကရေခဲဘူးပေးလိုက်တော့ကသူတပည့်ကြီးကရေခဲပြင်းမှာအတုံးငယ်များခွေ၍တဘူးတဲ့ထဲ့ပေးပြီးရင်ကားပေါ်မှာသွားထိုင်နေရသည်ကျွန်တော်တို့စားတော့သည့်အနောက်တွင်မနေရသူပြန်တော့ပြီဆိုမှတပည့်ကြီးကိုခေါ်လိုက်တော့ကတပည့်ကြီးကအမြန်ပြေးလာကထိဝင်ပြီးကားစီသို့နောက်တော်ကလိုက်ပေါ်ရ၏သူတပည့်ကသူ့ကိုအလွန်ယူတရသည် ကိုထေးကျယ်သည်ဤသို့သူကိုယ်သူဟဲ့ရန်ထုတ်တတ်တော်လဲအခြားသူများကိုအထင်သေးခြင်းနှိမ့်ချခြင်းမပြုတဲ့တိတပင်မြောက်ပင်ပုံမူပြောတဲ့သဖြင့်ခံနေသည်ဤဥပမာဆိုအံဟာတော်ရာဆွေဆိုတာရှုမွားမှာအရေးကြီးဆုံးဇက်လိုက်ဖဲတော်ရာဆွေမပါပဲဘယ်ရှုမွားထုတ်လို့ရမလဲလာစဉ်စာမူကလားဘယ်၍ဘယ်မြရဲ့ဟုတ်မလဲတော်ရာဆွေတောင်းသမျှရှုမွားဥကျော်ကပေးရတာပဲ စာပေဝါဒနာရှင်များနဲ့စကားဆက်မိလင် ကျွန်တော်ရှိမှပင်ကျွန်တော်ဂုံပုတ်ကို အလုံးအကျူအမုန်းတင်တတ်သည်ကျွန်တော်မှမဟုတ်ပါဘူးသူစကားကိုဖြည့်ဖြည့်ပြောရမှလည်းအခက်နဲ့မျက်နာပူပူပဲနေရပါသည်နိုဘီတင်တဲ့ရုပ်ရည်ကြီးရုပ်ရှင်ဒရိုက်တာဖြစ်အောင်လုပ်ပြလိုက်တာလေသူပဲအသောအမှုထိုးစဉ်ကကိုထေးကျယ်သည်လွတ်တော်ပါလီမန်အမတ်ဖတ်စာပါလတကူထွားနေချိန်မှာ သူလဲနေရတကောင်အရေးပါနေသည်တင့်တယ်နဲ့သူလဲကျွန်တော်နဲ့ပတ်သက်ပြီးအထူးခင်မင်ကြသည်ထိုအချိန်မှာတင့်တယ်ရုပ်ရှင်ဇာညွန်းများစွန်နေသည်ထိုကြောင့်ကိုထေးကျွဲကသူနဲ့မနိုင်ရင်ခံဖြစ်နေသောရွှေမြင့်မိုရုပ်ရှင်ဦးတန်းဖေအားဟေးဒီမောင်ဖူးတန်းဖေကြီးကိုယ်လူရုပ်ရှင်ရဲ့လုံမှာဒီမြမာပြေကအခုလက်ရှိဒရိုက်တာတွေနဲ့ပဲကျင်းနေမနေနဲ့။အော်ဒီမှာကိုတင်ငယ်ချင်းနိုင်ငံကျော်စိုင်းစီယာတင့်တယ် BABL ဘီလက်ပြန်သူဝိတုဇညုံသူဒရိုက်တာလုတ်လိုက်ရရင်ဘသူကတွေ့နိုင်တော့မှာတော့တငယ်ချင်းရရှင်းစကားကိုအသံဖေကလည်းနားယောင်သွားသည်အင်္ဂလန်ကအပြန်မှာဟောလိဝုဒ်ထုတ်ရုပ်ရှင်ရိုင်းနှင့်နေသရီစောက်ကြီးဝဲထားပြီးဒရိုက်တာလုတ်ကိုကိုရီမလိလာရသေးသော တင့်တယ်ကလည်းကိုထင်းရွယ်စကားကိုအဟုတ်မဲ့သွားသည်ဒါနဲ့ရွှေမြေမိုးကုမ္ပဏီမှထားကျော်ဆွေမေးရှင် ကျမအနှစ်ပညာတဲ့ဘိုဘကိုជីជីထေးတို့ခေကတကယ်ထိတ်တန့်အမင်းသားမင်းသမီးတွေနဲ့ဇက်ကားနှစ်ထုပ်နှစ်ခုတွဲကြီးရိုက်ဖြစ်သွားသည်သို့တော်တကားမှမအောင်မြင်ပါကိုမနိုင်နဲ့လို့သွားလို့မိတယ်ကွာဟုတင့်တယ်ကကျွန်တော်ကိုဝန်ခံပါသည်ပါစာပါလာခေတွင်ကိုထေးကျွေသည်1952ခုနှစ်မှ1956ခုနှစ်ထိပါလီမန်အမတ်ဖြစ်ခဲ့၍နောက်တော့ရေကောက်ပွဲတွင်မူ သူလည်းအမတ်နေရာမှာပါမလာတော့ကြီးတိုးတော့အမတ်ရာထုတ်တဲ့ပင် ဝင်းဝေးကောင်းတော့လို့ရှင်းသိဘီစကုတ်ကုမ္ပဏီမန်နေဂျာတဲ့တလောက်လာက3တောင်ဖီးရဲ့ကားတဲ့တစီအပြေးပေးသည်ရှင်းသိဘီစကုတ်ကုမ္ပဏီဆိုဒီမော်တရုတ်လူမျိုးများပိုင်သည်ဖာစာပါလာတကူအာနာနဲ့ကိုထီးကျွဲကိုအတုံးချခြင်းဖြစ်သည်ထိုကာလမှာစီဝါရီသမားတွေအတွက်တင်းကုံထုတ်ကုံလိုင်စင်ခဲ့ဖြစ်လျော် မန်နေဂျာကိုထေးကျွယ်နာမည်နဲ့လိုင်းစင်ချပေးခြင်းအဖြစ်ဖာစာပါလာကတရုတ်တို့၏ငွေအားလိုအပ်ကိုစီယုံထားခြင်းဖြစ်သည်ကိုထေးကျွယ်အမတ်ဘွားကအဝယ်ရောက်မှအသေးစိတ်ကလေးရှိနေရသည်ချင်းသိဘစ်ကိုကုမ္ပဏီမန်နေဂျာဖြစ်လာတော့ကရန်ကင်းမှာအစိုးရတိုက်ခန်းများစောက်လုပ်ပြီးပြီးဖြစ်ပြီးတီးသက်နှစ်ထပ်တိုက်တစ်လုံးရသည်မော်တော်ကားလေးနှစ်စီးဖြစ်သွား၍မူလကလင်အိုဘာကားကို သူ့မယားက စီးသည် လယ်မယားနှစ်ယောက်တယောက်ကိုကားတစ်စီးစီဝင်ငွေကတလ3တောင်ထိုချိန်ကနင်းနေနော်ဝင်ငွေလားစားတဲ့သုံးတဲ့ဆုတက်ရင်အထုပ်အထည်နဲ့ဖြစ်နိုင်မည်မဟုတ်ပါလားတော်တော်လင်များနှစ်ယောက်သလုံးကအတုံးစားကြည့်သည်အလောင်းစားဝဒနာပါသည်ဆိုတော့တလာကနဲ့တလာပဲမလောက်၍မယားကနေတိုင်းပူကဝိုင်းထိုင်ရမှလင်ကလည်းကလက်တွေးသွား စင်စစ်ကိုထိကျဲသည့်နိုင်ငံရေးနဲ့ကောင်းစားနေသည့်ဖြစ်အောင်နိုင်ငံရေးသာအပြောင်းလဲမရှိဘူးဆိုပါကဘာကြောင့်သူမှဖြစ်ပေါ်လာစရာမရှိသို့သော်1959ခုနှစ်တွင်ဖတ်စပါလအဖွဲ့ကြီးမှတီမြဲတန်ရှင်းဥပုသခင်ကွဲလျော်အေးဆောင်ဆိုးရကိုအာနာလွှဲပစ်လိုက်ရတော့ဖတ်စပါလအာနာမဲ့သွားသောအခါချင်းသိပ်ဘစ်ကိုကုမ္ပဏီလုပ်ငန်းရန်ရမလဲပတ်နိုင်တော့ဒီ night ကိုထီးကျွဲမန်နေဂျာလာကမရတော့ဘူး ထိုအခါသူများစီသောလင်းရိုဘာကိုရောင်းချပြရတော့သည်ထို့နောက်ဖီယက်ကားဖြစ်ပုံကဖတ်စာပါလာတို့အာနာမဲ့သွားကြတော့လဲသူတို့စိတ်ဓာတ်ကတော့မကြဆင်းကြသေးပြီအိမ်ဆောင်ဆိုရာက1960ခုနှစ်မှာပါလီမန်ရွေးကော်ပွဲလုပ်ပင်းပြီးကတိတည်ထားသောကြောင့်ဖတ်စာပါလာတို့ပဋ္ဌာစနဲ့ပြန်ရာတွင်လဲနိုင်လဲနိုင်ရမယ်ရှုံးလဲနိုင်ရမယ်ဟုသော ကြွေးကြော်တဲ့ဖြစ်လက်ကမောင်းခိုင်နေကြရာတညာတော့ကအယံမှုမှုနဲ့ကိုထေးကျွေရန်ကားလိုက်ပုံကဘရစ်ကင်လန်မန္တလေးကလန်၌နိုဖီယာကိုတတ်တောင်းထား၍လေးကောင်ချင်းရှုံလိုက်ရှုံပစ်လိုက်ပါကြောလားထိုချိန်မှာအိမ်အောင်ဆူအိမ်ဆောင်ဆူရကျင်းပါပြီမီပါလီမန်ရွေးကောက်ပွဲကြီးကနီးလာပြီဖြစ်၍နိုင်လဲနိုင်ရမယ်ရှုံလဲနိုင်ရမယ်ဟူသောဖာစာပါလော်ရီကြွေးကြော်တဲ့ဖြစ်ကိုထေးကျွေစိတ်တက်မကြကြီး တီမြဲဝါရဖြန့်ချီရန်ကုန်ွေဖြစ်အတုံးစားမပြတ်ခဲ့တို့ရတွင်အများသေးကြစီတိုင်း1960ခုနှစ်ရွေးကောက်ပွဲမှာဖတ်စာပါလာတို့အပြတ်အသက်ရှုံးသွားသောခါနေကကျွန်တော်မိတ်ဆွေကြီးကိုထီးကျွယ်မှာအေးမလာတော့ဘီဖြစ်စားတည်းစီဝါရေးပြက်ဝယ်ရေးပါအခက်ခဲတွေ့ရတော့အိမ်တော်ရေးပါအဆင်မပြေတော့ဘီထိုချိန်၌ကိုထီးကျွယ်သည်သူ့အိမ်မှာထက်ကျွန်တော်အိမ်မှာအနေများလေသည် ကာလာကြတော့ကတနေခင်သူမိမသည် သုံးမိန်းကားတစ်စင်းနဲ့ရောက်လာပြီးကိုဒီကျွယ်အောင်အတင်းဆွေ၍ခေါ်တော်လေသည်ဤကကိုထေးကျွယ်၏ကိုကာယကိုမိမွေတိုင်းဖောင်မွေတိုင်းကျွန်တော်နောက်ဆုံးမြင်လျက်ရခြင်းပဲနောက်တဖန်တွေ့ရသည်က လာပေါင်းများစွာလဲကြာခဲ့ပြီထူရော်ရချီရအေကလေးမှလည်းမဟုတ်တော့ကျွန်တော်နောက်ပြောင်းသွားသည့်ထောက်မိုင်မလကာချန်အင်ကြီးတို့တနေခင်တိုင်း ဟိုယခင်ကလင်းရိုဗာကားနဲ့တော့လကောင်းဖရီရဲ့ကားနဲ့တော့လကောင်းကျွန်တော်အိမ်ရှိရောက်တော့ကားပေါ်ကဆင်းသောခါနောက်တော်ကထီတော်မိုးနဲ့လာလေးရှိသောဝဝထထကုထီးကျွေသည်ယခုကြုံလီလာသောခန္ဓာကိုယ်မှာဈိုင်းတောက်တစ်ချောင်းနဲ့ခြေတစ်ဖက်တရွဆွဲကောင်းလွယ်ကြီးတစ်လုံးလွယ်လျက်တယောက်ထဲကျွန်တော်အိမ်ထဲဝင်လာတာမြင်ရတော့ကျွန်တော်မှအံ့ဩဝမ်းနေကြီးသောစီးကြိုရပါသည် သူဒီပြည်လမ်းမဘက်မှဘတ်စကားပေါ်ကဆင်းပြီးခြေလန်း400ကျော်လောက်ကျွန်တော်အိမ်ရောက်အောင်ပင်ပန်းကြီးစွာလာခဲ့ရခြင်းကြောင့်အိမ်အောက်ကုပြစ်ပေါ်မှာထိုင်တော့တကူလုံးချွေးတန်ရွှေရွှေနဲ့အတော်မောနေကြသည်ကျွန်တော်ရှိတစ်ခွက်ခက်ပြလိုက်ရသည်ကိုတော့ကကိုခန္ဓာဝဝကြီးမှာထဲထဲဝဝဝဲစားတဲ့တော့ကိုထီးကျွယ်ယခုပိမိန်လီလီဒုက္ခိတကိုထီးကျွယ် သူဖြစ်ရင်ကကျွန်တော်တို့ရွာရန်ရှိအင်္ဂလိပ်မှသူဇနီးကအတင်းဆွဲခေါ်သွားပြီးနောက်ပိုင်းသူတို့ဇလန်ကသူတို့အိမ်တော်ကြီးမှာ စီပွားရေးကမြည်တော့မှမပြေလည်တော့တဖြစ်နောက်ဆုံးတွင် သူမိမသည်တသမီများခေါ်၍မန္တလေးရှိမိဘများအိမ်သို့ပြန်တည်။ထိုအခါကိုထေးကျွန်မှာရခင်ကတပည့်ကြီးလည်းမရှိတော့တယောက်ထဲရန်ကင်းတိုင်းမှာနေရရာတညတနေ့ဆင်းညင်းညင်းနဲ့အရက်တွေနင်းကန်တော့ အမိုးလုံပြီးဝေယန္တာလာတာဆောင်တမန်တလင်းပေါ်မှာအင်ကြီးမပါကိုတုံးလုံးနဲ့အိပ်ပြောသွားရောနက်နက်လင်းတော့အေးပတ်လေးဖြက်၍အိယာက မထနိုင်တော့ပါဘူးတဲ့ခင်ဗျာဒီတော့အင်ကြီးချင်းများကပူရီစေုံရောက်ထို့နောက်ကိုတချမ်းတွေကဈေးုံမှစင်ခဲ့ရ၏သူ့ဘဲချီဘဲလက်မတန်ဆွမ်းတော့ဒုက္ခိတာဖြစ်ရပြီး စီဝါရီအပြည့်လဲသူစေုံမှာနေရခြင်းကမိမိရထားသောတိုက်ကိုလက်လွဲရောင်းစားလိုက်ရပြီတို့ကြောင့်နေစရာလည်းမရှိတော့သားမရလည်းမရှိတော့သူဒုက္ခိတတကူအတွက်ပင်ခိုးကိုရမဲ့လိပြီသူကိုယ်နဲ့ဆော်လေတိုင်းထားသောပြည့်ပြည့်ဖောင်ဖောင်လွဲကြီးကို သူ့ဟာသူပင်မဖြုတ်နိုင်၍ကျွန်တော်ကဆွဲချိုပြရသောအခါဟေ့ကိုထီးကျွေရဲ့လေးလာကြီးလားဆိုပြီးအထဲကြီးတော့ သူ့အိတ်ထဲမှာကအဝိရှိမဟုတ်အုတ်ခဲကျူးများပါနေသေး၏အဖေကြောင့်ဆိုသောလမ်းလျှောက်သောအခါသူ့ကိုတဲမအောင်တပတ်ဆောင်မှဤလွဲအလေးချိန်နဲ့ထိန်းထားခြင်းဖြစ်၏ဒေါကီတာဝင်ဖို့ကထမ်းထားရသေး၏ဝစ်ကြည့်ပေါ့ကိုထီးကျွေးရေသူ့အဝယ်လဲရနိုင်လကောင်းညနာတက်ရနိုင်လကောင်းရေချိုးရနိုင်လကောင်းကျွန်တော်ကကူညီပေးရ၏ ပစိုးတော့တနေ့တစ်ချိန်ပဲဝေပေး၍တခါရဲခပတ်ကျူးနဲ့အပီစီထလာရ၏လူကတော့စားနိုင်တောက်နိုင်ကြမ်းကြမ်းမမာကြီးပင်စင်စစ်ဤကဲ့သို့သောဝေဒနာရှင်မျိုးတွင်ပြည့်စည်ဥစ္စာလည်းပြည့်စုံရမည်သားမယားလည်းရှိရမည်သို့မှလူပြည်တွင်တက်ဆိုးရှိနေဖို့တင်လျော်မည်ယခုကကိုထီးကျွယ်၌ဤနှမျိုးစလုံးမရှိတော့မိတ်ဆွေတင်ကဆိုသည်ကတော့ဤဒုက္ခမျိုးကိုအဘယ်လင်းကြရှိစွာ ကြည့်ရှုကြည်မွေပြည့်စုံနေနိုင်ပါအန်ဒီမှန်ရကိုပြောပါမည်ကိုထေးကျဲကျွန်တော်အိမ်မှာ3လကျော်လာတော့ကျွန်တော်တို့လင်မြောင်းစေတနာစိတ်အင်အားစေတနာစိတ်အင်အားကုန်ခန့်လာခဲ့ပြီတို့ကြောင့်လင်မြောင်းတယောက်ခေါင်းရင်းဆိုင်ပြီးတိုင်ပင်ကြရတော့သည်ထမင်းကြွေးထိုင်အောင်မမကမျက်နာတက်တာရေချိုးတာပစိုးစီးတာနောက်ဖေးနောက်ပြီးသွားတာအစကိုကြီးကတော့ကျွန်တော်တို့ရေရှည်မတက်နိုင်တော့ဘူး ထိုချိန်ဒီ1962ခုနှစ်နွေရာသီလေးရောက်ပြီးဖြစ်ရကကျွန်တော်တို့လင်များသည် ထိုစဉ်ကနွေဆိုလင်းတောင်ကြီးသို့သွားပြီးတလနလလောက်အေးခိုးလေးရှိကြသည်တိုင်သူအားလုံးစွာအာနာလာစွာနေပဲကုထေးကျွေးကြီးကျွန်တော်တို့လင်များ တောင်ကြီးသွားနေကြမလို့ဒီတော့ကုထေးကျွေးတခြားမိတ်ဆွေသွားနေပြီးအောင်တော့ဗျာ ကျွန်တော်ရင်နဲ့စစ်မကောင်းခြင်းကြီးသွားနေပဲပြောရပါသည်။နောက်ပြန်ကျွန်တော်တို့တောင်းကြီးသွားပြီဆိုရင်ဒီနေ့ညနေသူ့အားထမင်းကျွေးပြီးသုံးမိန်ကားတစ်စီးကိုခေါ်၍ပေးလိုက်ရသည်။သူ့အိတ်ထဲငွေ20ထည့်၍ပေးလိုက်နိုင်သည်။သူ့ချိုင်းတော်ကြီးကာယာနဲ့မှု ကားရှိခန်းကမရှိနိုင်ပေနောက်ကားပဲကျွန်တော်တွေးတင်ပေးလိုက်ရသည်။ရင်ကကျွန်တော်ကိုထီးကျွေကိုနောက်ဆုံးမြင်လိုက်ရခြင်းပဲ။ နောက်တော့ရွှေဒဂုံဘုရားဆောင်တဲ့၌ဒုက္ခိတဘဝနဲ့ပဲကွယ်လွန်သွားသည်ဟုကြားသိရပါသည်။အော်ကိုထီးကျေဘဝကအတက်ကျကြံတန်လာပါပြီ။အမည်အနိတ်ကွာချလာပါပြီ။တော်ရာဆွေအမလေး1989 April ဒီအိတော်ရာဆွေရေးတာတော့ သာစုကောင်းတစ်ပုဒ်ဖြစ်သည့်တကြံစိတ်ကျွန်တော်တို့မြန်မာဒလိတွင်တနေ့တကားတကြံကြ၍ရေးသပင်ဆင်နွှဲလေရှိအောင်ထိုရံများရောက်ပြီဆိုရင်ကြားမကြီးငယ်မြွေစိတ်ထဲ၌တောင့်တမှုခံစားမှုတစ်ခုခုတော့ပေါ်လာတက်သည့်အားလောသောလွန်ခဲ့သောအေဘီလာ၁၂ရက်တကြံအကျူနေ့ကကျွန်တော်အိမ်အနီးပါနာရှိအဖိုးကြီးဖွားရေးနေရာထံမှအောက်ပါစကားများကိုကြားရ၏ ဒီနေ့တကြံမို့တော့ရွာမှာပဲဟိမရွာပါဘူးတော်ရွာမယ်ကွာမရွာဘူးတော်ကဲမင်းနဲ့ငါနဲ့လောင်းမလားလောင်းမယ်ကောင်းပြီငါပြောတဲ့အတိုင်းရွာရင်မင်းငါခိုင်းတာလုပ်ပေးရမယ်မရွာရင်တော်ကကျုပ်ခိုင်းတာလုပ်ပေးအေးစိတ်လိုက်ထိုးကြမောင်းကျွန်တော်ကသူတို့ရင်ရှိဖြတ်သွားမိသည်ဖြစ်ဖြစ်အဖွားကြီးကဆရာတော်ရာသွေးအကြမ်းတော်ဟုတက်တည်ပြုသည်ဖြစ် ဟုတ်ကဲ့ပါဗျာဟု ကျွန်တော်ကပြန်ပြောခဲ့ရ၏။တက်ကြီးရွယ်ဦးတွေသူတို့တယောက်တယောက်ဘာများခိုင်နေကြသည်မသိ။နောက်တည့်ရက်တကြံကြားနေရောက်တော့အရက်ထဲမှရေပက်ကြပြီးကလေးတွေငယ်တွေအပြိုတွေလီပြိုတွေမြူထူပြောပါကြသည်။လူချင်းရင်းနှီးဖို့အခွင့်အထူးများရကြသည်။သူနှင့်သူတို့ကလေးတွေကြည်နေရမှကျွန်တော်ငယ်စဉ်တောင်ကြီးကလေးဘွားကို ပြန်လဲတည်ရလာသည်။ ထိုချိန်ကကျွန်တော်သက်သည်16နှစ်လူမျိုးစစ်စစ်ရည်သားတောင်မှတယောက်မှမထားဘူးသေးချေရင်ကာလ၌ကျွန်တော်တို့ပေါင်းတယ်မျိုးမှဆန်ကားမှမြဝေးသောဤကုန်းမျိုးရှိကျွန်တော်ဤအကူဝန်ခွေအိမ်တို့သွားလေလိရှိသည်အကူတို့လည်းများသည့်ဤကုန်းစီထဲမှာကုံစုံဆိုင်ကြီးရှိသည်ထိုဆိုင်မှာအကူများဘက်ကတူမအပြူလီတယောက်ကအကူရောင်းသည် ူအသက်ကဆန်ကားနဲ့လုံးကြီးပေါက်လာဖြူးဖြူးဖွေးဖွေးရှီစီငားမလေးသူတို့အိမ်နဲ့အကိုတို့အိမ်ကတချံဝန်းနေကဲတဖြစ်တော့မနဲ့ဈေးထွက်ပြီဆိုရင် အကိုတို့လေးများရဲ့သူကလေးရဲ့ကျွန်တော်ရဲ့အတူတူပဲညနေဈေးပြန်တော့လေဒီလိုပဲလေးရောက်တွဲအိမ်ကထမင်းချက်ပို့တော့မနဲ့စာထမင်းကိုစိုက်မှကျွန်တော်တို့အတူတူစားကြရသည်ညသာကြတော့သူကသူ့အိမ်မှာပဲစား၏ ထိုချိန်နဲ့ကျွန်တော်ကနောက်ပိုးတက်နေပြီဖြစ်တော့လေသူကတော့အကုန်ဤတူမမို့မောင်နှမလိုပဲသဘောထားခဲ့ပါသည်သို့တော်ထိုနေ့တကြံကနက်နက်ထမင်းစားပြီးကလေးကသူတို့အိမ်သားအားလုံးသည်ဘုံကြီးကျောင်းသို့သွားနေကြသည်ကျွန်တော်ကိုယ်ဤအိမ်သားအားလုံးလည်းဘုံကြီးကျောင်းသို့သွားနေကြသည် သူတို့အိမ်မှာအိမ်ဆောင်သူတယောက်တည်းကျွန်တော်အကိုအိမ်မှာလည်းအိမ်ဆောင်ကျွန်တော်တယောက်တည်း ထိုနေခင်း၌ကျွန်တော်သည်အိမ်ရှိဝိညာဏမှာခြေချထိုင်ကားဆရာကြီးမာသွေဆက်နေပဲတန်ချစ်မှန်တဲ့ဝိထုကြီးကိုဖန်နေပါသည်အဲ့တုန်းကမာသွေလက်ရာကလူငယ်ကြိုက်ချစ်ခန်းကြိုက်ခန်းကိုတဲနေတာပဲဗျဝိထုမှာ ကောင်မလေးနဲ့ကောင်လေးတွေ့ဆုံခန်းကျွန်တော်စိတ်ဝင်စားနေတော့ပြုံးဆိုကျွန်တော်နောက်ကျောမှာဖြန့်ကနေရေးပတ်လိုက်တန်းနေတူစိတ်ငနေအေးသွားလို့ကျွန်တော်လှည့်ကြည့်လိုက်တော့သူ့ရေဖလားလေးကင်လို့တဟိဟိနဲ့ရေပြီးအိမ်နဲ့ထွက်ပြေးတယ်ဗျာ မချောကနောက်ဖေးပေါက်ကတိတိတ်ကလေးတက်လာပြီးကျွန်တော်ကိုတွေ့သွားတာကိုဘာရမလဲကျွန်တော်စက္ကနေထခေါင်းရင်ဘက်တောက်ယူဦးစဉ်ကရေခွက်ကိုယူပြီးသူ့နောက်လိုက်တော့တာပေါ့ဗျာအင်းကလေးပင်သုံးခန်းအခြေကြီးပဲမက်ရွှေသားကလက်ပတ်ပြင်းနေတယ်ကျွန်တော်ကနောက်ကလိုက်တယ်နောက်ဆုံးတော့ကျွန်တော်သူ့ကိုမိဖို့ကြောင့်နဲ့မှပိတ်ပြီးမိပါရောဗျသူမပြေးသားတော့ဘူး ဒီတော့သူစက္ကနဲထိုင်ကြလိုက်ပြီးကျွန်တော်စီကရေချလန်းဟုသူ့စက်ပိုးလေးကိုလဝါလေးနှစ်ဖက်နဲ့အုပ်ပြီးရေကိုငတ်လိုက်နေမျက်စီတွေမှိတ်ထားတယ်သို့တော့အဲ့ဒီအချိန်မှာကျွန်တော်စီကပြောင်းသွားတယ်သူ့ကိုရေပက်လို့စိတ်မရှိတော့ဘူးရေပက်ထားတဲ့ကောင်းတဲ့လူကိုစဉ်းစားမိတာနဲ့ရေဘက်ကိုကြောင်ရင်ပေါ်လှမ်းတင်လိုက်ပြီးခေါင်းလျှော်ပြီးတော့သပင်ဖောက်လျာနဲ့တနက်ခါပဲကြရိုက်ထားတဲ့သူ့ပောက်ကိုနမ်းလိုက်တော်တာပေါ့ဗျာ ဒီတော့မှသူ့အလန်နဲ့ကြောင်သူ့မျက်လုံးပြွရွရွယူဖြည်းပြီးဟမ်နေငေါ့ဘာလို့နေရတာလဲဒီတော့ကျွန်တော်ဘလို့ဖြေရမလဲလူပြိုကလေးတယောက်ဖို့တခုတည်းသောအဖြေတခုပဲရှိတော့တယ်တူတူလေးရဲ့ချစ်လို့ဒါနဲ့သူနဲ့ကျွန်တော်တမိသားဖြစ်သွားပါရောခမသူကကျွန်တော်နဲ့ပထမဦးဆုံးတော့ရည်စားပါပဲကျွန်တော်ပထမဆုံးနမ်းမှုသောအပြုတ်ပါပါပဲ။ ဓာမျိုးအားစားရှိနောင်းတော့ဆိုဒီတိုင်းနောက်တော့ကျွန်တော်တို့ဟာလူကြီးတွေလက်တိုင်းလက်တိုင်းအနမ်းမှုတွေဆွေခဲ့ပါတယ်သို့တော်သူနဲ့ကျွန်တော်ဖူးစာမပါလို့မညာခဲ့ဒါပေမဲ့နှစ်စဉ်တကြံကြာတိုင်းကြာတိုင်းကျွန်တော်သူ့ကိုတရေရတယ်ပထမအုံဆုံးသောရည်သာပထမအုံဆုံးနမ်းမှုသောအပြုပါငယ်ကကြည်အနှစ်တရားဆိုသမို့လားကျွန်တော်တက်ကအခုမှ84လာရှိသေးတာပဲဗျာဟော ယခု1989ခုနှစ်တကြံပြီးဆုံးခဲ့ပြန်ပြီ။နစံတရနေရောက်တော့ကျွန်တော်ဤစာစကပေါ်ပြခဲ့တဲ့အဖိုးကြီးဖွားယူသွားတရရတယ်။ဒီတကြံမိုးရမရောလောင်ကြရဲလင်များလေ။တကြံတွင်တော့ကမိုးမရခဲ့ဘူး။ဒီတော့အဖွားကြီးကနေသွားပြီ။ဒါဆိုသူတို့လောင်ကြီးကလေးစကားတိုင်းအဖွားကြီးကအဖိုးကြီးကိုဘာများခိုင်းလိမ့်မလဲလို့ကျွန်တော်သူတို့ဘက်တော့သွားကြည့်တော့လာလား။ အဖိုးကြီးရအဖွားကြီးရခေါင်းကဇမင်ပြူတွေကိုနှုတ်ပေးနေရတယ်ဗျအလိုအလိုဒါအဖိုးကြီးကအဖွားကြီးကိုရှုံကြည့်လာမိတော့အေးကွာငါကနိုင်ရင်သူ့နေကိုင်းနှိတ်ခိုင်းမလို့ဟာကွာအခုတော့ငါသူ့ဇမင်ပြူတွေနှုတ်ပေးနေရတယ်ကွာတဲ့ပန်းလျာစွာနဲ့ပြောရှာတယ်အဖွားကြီးကစိန်နဲ့မိန်လျက်ချစ်ဦးသူရေမင်းနဲ့ငါနဲ့ညားလေအခုချိန်မှာအနမ်းမှုတွေဆဲပြီးသူတို့လိုပဲ သမင်ဖြူတွေပဲလှုပ်ရမယ့်အရွယ်တွေရောက်နေကြပြီနော်ဒေါ်လာဆွေအမန်ငါ1989မေလာ